PMB ပြည်သူများအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့နိုဝင်ဘာလ16ရက်နေ့ PMB TV စီစဉ်ကနေကြိုဆိုလိုက်ပါရရှင်။ဒီကနေ့စီစဉ်မှာတော့နောက်ဆုံးရပြည်တွင်းသတင်းတွေ၊နိုင်ငံတကာသတင်းတွေနဲ့အတူအာကစားသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့စီစဉ်မှာတော့ဥက္ကဋ္ဌဟောဆောမှုဒူးစေးဖို့နဲ့ခရင်ဥက္ကဋ္ဌဟောဆောရွှေမွန်တို့ကို KNU ကအပြီးထုတ်ပယ်လိုက်တဲ့ဆိုတဲ့သတင်း။ စကိန်းဖက်ဒရယ်ယူနစ်လှူတော်ကကြားကာလအစိုးရအဖွဲ့ဝန်ကြီးချုပ်နဲ့အကြီးကဲရီခန်းအလိုက်တယ်ဆိုတဲ့သတင်းစစ်တပ်ကဝင်စီးမဲ့သတင်းကြောင့်ရွှေကောက်ကိုကတရုတ်ကြားဖြတ်ငွေလင်ကိန်းသားတွေထွက်ပြေးတယ်ဆိုတဲ့သတင်းစစ်တပ်ရွေးကောက်ပွဲကိုစတင်ကြဖို့နိုင်ငံတကာအစိုးရတွေကို HRW တုံးဆိုတဲ့တင် ရွှေပေါကအုပ်ချုပ်ရေးရုံးကိုလက်ပြပုံးဖြတ်တက်ခိုက်တယ်ဆိုတဲ့တင်မကွေးမှာဘာကာဆာရှိရဲ့ပူကြီးပါဝင်၃ရွက်ကို BTF တွေတက်ခိုက်တယ်ဆိုတဲ့တင် စားတဲ့သတင်းတွေအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးမှာပါပထမဆုံးပြည်တွင်းသတင်းတပုတ်အနေနဲ့ဩဂထဟောဆောမှုဒူးဆေးဖို့နဲ့ခရင်ဩဂထဟောဆောရွှေမွန်တို့ကို KNU ကအပီးပိုင်ထုတ်ပယ်လိုက်တဲ့ဆွေသတင်းကိုတင်ဆက်ပေးပါမယ် ကရင်မျိုးသားစီယုံ KNU ဥက္ကဋ္ဌဟောစောမှုဒူးစေးဖို့နဲ့ဒူပလားခေဥက္ကဋ္ဌဟောစောရွှေမွန်တို့ကို KNU ကအပီးတိန်ထုတ်ပယ်လိုက်ပြီလို့ KNU ပြောခွင့်ရဘတူစောတော်နီးစီကသိရပါတယ်။ KNU ဥက္ကဋ္ဌဟောစောမှုဒူးစေးဖို့ခရင်ဥက္ကဋ္ဌဟောစောရွှေမွန်တို့ဟာတာဝန်ကနေအနားယူပြီးဖြစ်ပေမဲ့ NCA အစည်းအဝေးကိုတည်ရောက်ခဲ့တဲ့အတွက်73ချိန်မြောက်ပို့ဟောအမှုအလုပ်ဆောင်အစည်းအဝေးဆုံးဖြတ်ချက်အရအဖွဲ့အစည်းကထုတ်ပယ်လိုက်တာပါ။ တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးစာချုပ် NCA ကိုဆုတ်ကိန်ထားတဲ့စောမှုဒူးဆဲဖို့ဟာအခုနှစ်အော်တိုဘာ15ရက်နေ့ကနေပြည်တော်မှာလုပ်တဲ့ဆယ်နှစ်မြောက် NCA နှစ်ပတ်လည်နေ့ကိုတည်ရောပြီးမိန်ခွန်းပြောခဲ့ပါသေးတယ်။အရင်ကတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA ကိုလက်မှတ်ထိုးထားတဲ့ CNF APSDF NMSP PNLO LDU အဖွဲ့ရင်းနဲ့ KNU က NCA ဟာ2021ခုနှစ်စစ်တအာဏာသိမ်းပြီးကတည်းက NCA ရဲ့အစိုးရမှုတွေနဲ့ယူရချက်တွေကို ပြုံပြုံတင်းတင်းပြစ်စီလိုက်တာကြောင့် NCA စစ်ကူဆုပ်တစ်ခုသာရှိတော့တယ်လို့ပူးတွဲထုတ်ပြန်ထားပါသေးတယ်။ဒုတိယသတင်းတပုတ်အနေနဲ့ Second Federal Unit လွှတ်တော်ကဇာကာလာအစိုးရအဖွဲ့ဝန်ကြီးချုပ်နဲ့အကြီးအကဲတွေခါလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စကိုင်းဖက်ဒရယ်ယူနစ်လှူတော်ကကြာကာလယူနစ်အစိုးရအဖွဲ့ရဲ့ဝန်ကြီးချုပ်နဲ့ယူနစ်လှူတော်အကြီးအကဲတို့ကိုခန့်အပ်ကြောင်းပေးလိုက်ပါတယ်မနေ့ကနိုဝင်ဘာ18ရက်နေ့ကပြုလုပ်ခဲ့တဲ့စကိုင်းဖက်ဒရယ်ယူနစ်စတ္ထမပုံမှန်စီဝေးမှာအခုလိုတောင်းပေးခဲ့တာပါစကိုင်းဖက်ဒရယ်ယူနစ်လှူတော်အစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ်ဦးစိုးဦးကိုခန့်အားလိုက်ပြီးယူနစ်လှတ်တော်အကြီးအကဲတွေဖြစ်လှတ်တော်ဩဂထဥမြင့်ထွေးဒုတိယဩဂထတော်ဖြူဖြူဝင်းတို့ကိုအတီးပြုတ်ခန့်အားလိုက်တာလို့စကိန်ဖက်ဒရယ်ယူနစ်လှတ်တော်ကကြေညာပါတယ်โอเคโอเคကျွန်တော်တို့သောသောကကျွန်တော်အဖွင့်ဟိုအပိတ်မှာပြောခဲ့သူလို့ပေါ့ဗောနော်ဒီဝင်ကြီးချုပ်နဲ့ CCA ကော်မရှင်အဖွဲ့ဝင်တွေနေနဲ့အဲတိုင်းနေဆွေးနွေးပြီးဝင်ကြီးအစိုးရအဖွဲ့ဝင်ဝင်ကြီးတွေကို CCA ရွေးချယ်ရမှာဖြစ်တယ်ဗော စီစီရွေးချယ်ပြီးတော့အလုံးကြေလည်တဲ့အထိတိုင်ပင်ဆွေးနွေးပြီးအစဉ်သိရင်လွတ်တော်ကတခါပြန်ပြီးတော့ဝန်ကြီးချုပ်ကလွတ်တော်ကိုအစိုးရအဖွဲ့အမိစေရင်တင်သွင်းရမယ်အဲ့ဒါကိုကျွန်တော်တို့ကအစိုးရအဖွဲ့ဖြစ်ဟိုအတိမတ်ပြုတဲ့ဒီအတိပြုဆောင်ရွက်ပေးသွားကြရမှာဖြစ်တယ်ပေါ့ဒါအပြင်အမျိုးသားညီညွတ်ရေးအစိုးရအင်ယူဂျီနဲ့လည်းအခွန်ပန်တာခွဲဝေတာတရားစာတခွဲဝေတာနဲ့အုပ်ချုပ်ရေးခွဲဝေတာတွေကိုအစိုးရအဖွဲ့ကတာဝန်ယူကာလှုပ်ဆောင်သွားရမယ်လို့လည်းသူကဆက်လက်ရှင်းပြပါတယ် ဒါအပြင်ဂျာကာလာစကင်ဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ CC ရွေးချယ်ရေးကော်မရှင်ရဲ့အဖွဲ့ဝင်အုပ်ကိုလည်းလဲလှယ်အစားထုတ်ကအတီးပြုတ်မှတ်တမ်းတင်တာကိုဆက်လက်ဆောင်ရွက်ခဲ့ပါတယ်အဲ့ဒီစကိုင်းဖက်ဒရယ်ယူနစ်လှွတော်စထမပုံမှန်စည်းဝေးကိုဧည့်သည်တော်ဖြစ်တဲ့ရောတဲ့ပြည်ထောင်စုလှွတော်နိုင်ကဦးအောင်ကြည်ညွန့်အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးချုပ်မောင်ဝင်းခိန်တန်းနဲ့အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှကောင်စီဝင်ဦးတိုးကျော်လိန်တို့ကနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသေးတယ် အခုကတော့စစ်တပ်ကဝင်စီးမဲ့တဲ့ရင်ကြောင့်ရွှေကုတ်ကမှတရုတ်ငွေလိမ်ကျဖြန့်ကိန်းသားတွေထွက်ပြေးတယ်ဆိုတဲ့သတင်းကိုပြောပြပေးပါမယ်။စစ်တပ်နဲ့ကရင်နယ်ခြားစွန့်တပ် PGF KNA တပ်ဖွဲ့ဟာကျားဖြန့်နိုင်နေရေးအထူးစစ်စင်ရေးစတင်ပြီလို့မီဒီယာတွေကဖြေကြားခဲ့ပြီးတော့ရွှေကုတ်ကမြင်ကကျားဖြန့် online ငွေလိမ်ကိန်းသားတွေညာတွင်းချင်းထွက်ပြေးတိမ်းချုံနေကြပါတယ်။မနေ့က November 18ရက်နေ့မှာဖြေကြားခဲ့တာဖြစ်ပြီး ကရင်နယ်ချားစွန်တ BGF KNA ပြောခွင့်ရှိသူဒုတိယပုံမှုကြီးနိုင်မွန်စော်ကရွှေကုတ်ကိုရှိကြားဖြန့်တွေကိုပြပိုင်အတွင် အပြစ်သားနှိမ်နှင်းတော့မယ်လို့ဆိုပါတယ်ဒါအပြင် BGF ဥဆောင်ပြီးအာနာသိစစ်တပ်ကိုရွှေကုတ်ကိုမြို့တွင်းကိုခေါ်သွင်းကရှင်လင်းရွေတွေလောက်သွားမှလို့ VNP ကသတင်းရရှိပါသေးတယ်။ အဲ့ဒီလိုသတင်းတွေထွက်ပေါ်လာပြီးနောက်ပိုင်းကြားဖြတ်တရုတ်တွေဟာထွေပြေးတိမ်းရှုံနေကြသလိုမြန်မာအပါဝင်နိုင်ငံခြားသားအချို့ဟာကြားဖြတ်ဆော့အုံတွင်ပိတ်မိနေပြီးလုံခြုံရေးအဖွဲ့တွေရဲ့တကားတော့ခတ်တာကိုခံထားရတယ်လို့ပိတ်မိနေသူတချို့က VMB ကိုပြောပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ12ရက်နေ့မှာမြန်မာအပါဝင် လာအိုကမ္ဘောဒီးယားနဲ့ အရှိန်အာရှနိုင်ငံတွေရှိ online ငွေလိမ်ကိန်းလုပ်ငန်းတွေကိုနိုင်နှင်းဖို့ Scheme Center Straightforward အဖွဲ့ကိုဖွဲ့စည်းလိုက်ကြောင်းအမေရိကန်နိုင်ငံစာရေးဌာနကတည်ဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ဒါ့အပြင်နိုဝင်ဘာ14ရက်ကလည်းတရုတ်နိုင်ငံဥဆောင်ပြီးမြန်မာ၊ထိုင်း၊လာအို၊ကမ္ဘောဒီးယားနဲ့ဗီယက်နမ်အပါအဝင်နိုင်ငံ6နိုင်ငံတို့ကဝန်ကြီးတွေကဝန်ကြီးအဆင့်အစည်းအဝေးပြုလုပ်ကောင် online ငွေလိမ်လုပ်ငန်းကိုပူးပေါင်းနိုင်နေမယ်လို့သဘောတူညီခဲ့ကြပါသေးတယ်။ အခုဆက်လက်ပြီးစစ်တရွေးကော့ပွဲကိုစတင်ကြဖို့နိုင်ငံတကာအစိုးရတွေကို HRW တော့ဆိုရဲဆိုတဲ့သတင်းကိုပြောပြပေးပါမယ်။စစ်ကောင်ရှင်ကပြုလုပ်မဲ့ရွေးကော့ပွဲဟာလှည့်ဖြားထားတဲ့အတူအရောင်ရွေးကော့ပွဲဖြစ်တာကြောင့်နိုင်ငံတကာအစိုးရတွေကအတိအမှတ်မပြုဘဲရှုံချကြဖို့အမေရိကန်အခြေစိတ်လူအခွင့်ရေးစွန့်ကြည့်ရေးအဖွဲ့ကတိတ်တွန်းတွန်းဆိုလိုက်ပါတယ်။နိုဝင်ဘာ16ရက်က ထုတ်ပြန်လိုက်တာဖြစ်ပြီးရွေးကော့ပွဲဟာလွတ်လပ်တဲ့ ညှတာတဲ့အစုအဖွဲ့ပေါင်းစုံပါဝင်တဲ့စံတန်ဘိုးတွေကင်းမဲ့နေတယ်လို့ HRW ကဆိုပါတယ်။ဒါအပြင်2021ခုနှစ်ဖေဖော်ဝါရီလစစ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကော်မရှင်ဟာတရားဥပဒေစိုးမိုးရေးနဲ့ဒီမိုကရေစီစနစ်တွေကိုစနစ်တကျဖျက်ဆီးခဲ့တယ်လို့ရွေးကောက်ပွဲမတိုင်မီဖိနှိပ်တာတွေနဲ့အကြမ်းဖက်တာတွေလည်းလှုပ်ဆောင်ခဲ့တယ်လို့ HRW ကဆိုပါတယ်။ ရွေးကောက်ပွဲမှာနိုင်ငံရေးပါတီအများအပြားကိုလည်းဝင်ရောက်ရှင်ပြင်ခွင့်ပိတ်ပင်ထားမိထားပြီးဒီမိုကရေစီခေါင်းဆောင်တွေအပါအဝင်လူပေါင်းသုံးသောင်းခန့်ကိုလည်းစစ်တပ်ကအာဏာဖန်ဆီးချုပ်နှောင်ထားဆဲပါလက်ရှိမှာရွေးကောက်ပွဲဥတည်နှင့်ဖန်ဆီးခံထားရသူမော94ရောက်ရှိပြီးလူမှုကွန်ရက်လှုပ်ရှားတာတွေစတစ်ကာတွေနဲ့လက်ကမ်းစာဆောင်တွေဖြန့်ဝေတာတွေမိန်ခွန်းပြောကြားတာတွေတို့ကြောင့်ရွေးကောက်ပွဲကိုနှော့ရှက်တယ်ဆိုပြီးဖန်ဆီးခဲ့တယ်လို့ HRW ကဆိုပါတယ် ပြီးခဲ့တဲ့ဇွန်လ29ရက်နေ့မှာစစ်ကော်မရှင်ဟာရွေးကောက်ပွဲဆိုင်ရာဥပဒေကိုပြဋ္ဌာန်းခဲ့တာဖြစ်ပြီးပြဋ္ဌာန်းဥပဒေကိုချိုးဖောက်ပါကထွန်တာအနှစ်20အထိချမှတ်ခံရနိုင်တာပါ။ ဒါအပြင်စစ်ကော်မရှင်ရဲ့အကြမ်းဖက်တွေအပါအဝင်ပြည်ပခတ်တွေကြောင့်ပြည်တွင်းရွှေပြောင်းနေထိုင်ရသူ၃တသမ၅သန်းကျော်ရှိတဲ့ထက်ကသန်း၂၀မှာလူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်နေပြီးစစ်ကော်မရှင်ကရွေးကောက်ပွဲမတိုင်မီလက်နှစ်ကင်ဒေါ်လာရဲ့အဖွဲ့ရိစီကနေမျိုးတွေကိုပြန်လဲသိမ့်ပိတ်ဖို့ကြိုးပမ်းရမှာအယတားတွေနဲ့အစော့အုံတွေကိုလေကျောင်းတိုက်ခိုက်တာတွေဆက်လိုက်ပြုတ်လုပ်ခဲ့ပြီးဒါဟာစစ်ရစမှုကိုကျူးလွန်ခဲ့တာလို့ HRW ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ် အနာသိမ့်ပြီးနောက်စစ်ကော်မရှင်ဟာဝန်ကြီးတွေနဲ့လှွတ်တော်အမတ်198ရောက်နဲ့ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ရဲ့အရာရှိ154ရောက်ကိုဖမ်းဆီးခဲ့ပြီးနိုင်ငံတော်တိမ်ပင်ခတ်တောင်းဆောင်းစုကြည်နဲ့သမရဦးဝင်းမြင့်တို့ကိုနှိရှေထွန်တံတွေချမှတ်ထားတာပါစစ်ကော်မရှင်ဟာနိုင်ငံရေးအတိတ်ခိတ်အားလုံးကိုနှိမ်နင်းဖို့ဒီမိုကရေစီအုပ်ချုပ်ရေးထူထောင်ဖို့ဖြိနှိမ်ချေရှိတဲ့အရာတွေကိုပြောင်းလဲပြစ်ဖို့နဲ့တရားဝင်ရယူဖို့ကြိုးပမ်းနေတယ်လို့ HRW ကထောက်ပြထားပါသေးတယ် အခုကတော့ရွှေပေါကံကအုပ်ချုပ်ရေးမှူးရုံးကိုလက်ပြဘုံဖြင့်တက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းရွှေပေါကံမြို့တည်အမှတ်၂၂ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုနိုဝင်ဘာ၁၈ရက်နေ့ညနေ၄နာရီဝန်းကျင်အချိန်မှာမြို့ပြပျော်ကြားရဲဘော်တွေကလက်ပြပုံးနှလုံးနဲ့ပြစ်ခတ်တက်ခတ်ခဲ့တယ်လို့ The Bloodline အဖွဲ့ကထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ချက်မှာရွေးကော့ပွဲအတွက်ပြည်သူတွေကိုစစ်ကော်မရှင်တပ်သားတွေနဲ့ရဲတွေဟာမဲပေးဖို့ဖိအားပေးနေတာကြောင့်တတိပေးတဲ့အနေနဲ့တက်ခတ်ခဲ့တာလို့ဆိုပါတယ်။ဒါအပြင်ထိခိုက်သေးဆုံးမှုနဲ့ပတ်သက်ပြီး The Bluff Line အဖွဲ့ကစုံစမ်းစစ်ဆေးနေတယ်လို့ VMP အနေနဲ့လည်းတိကျအတည်ပြုနေတာမရှိသေးပါဘူး။ပြီးခဲ့တဲ့နိုဝင်ဘာ16ရက်ည7:00နာရီဝန်းကျင်ကလည်းရန်ကုန်တိုင်းမော်ဘီမြို့ကစံခန့်ရေးရုံးကိုမြို့ပြပြောကြားအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မြို့ပြကျွဲ့ယူကြီးအဖွဲ့ကတက်ခတ်ခဲ့တယ်လို့ထုတ်ပြန်ထားပြီးကိစ္စနေတဲ့စစ်ကော်မရှင်တာသားနှုတ်ဦးထိခိုက်သွားတယ်လို့ဆိုပါတယ်။ဒါအပြင်နိုဝင်ဘာ16ရက်ညနေ4နာရီခွဲဝန်းကျင်ကရန်ကုန်မြို့တနေရမှာရန်ကုန် UG ပြည်ပအာမေအဖွဲ့ဝင်ရဲဘော်နှစ်ယောက်မစ်ရှင်လောက်ဖို့လိုအပ်တဲ့ပစ္စည်းတွေသွားယူပြီးအပြန်မစစ်တပ်ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါသေးတယ်။နောက်ဆုံးပြည်တွင်းသတင်းတပုတ်အနေနဲ့မကွေးမှာပါကာဆာရှိရဲ့ပိုကြီးပါဝင် ၃ရောက်ကို PTF တွေတက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းစင်ပေါ်ဝဲကအမှတ်၈ကာကွယ်ရေးပစ္စည်းစေယုံကပါစာရှိရဲ့ပူကြီးစိုးကုကုမောအပါဝင်စစ်ကော်မရှင်တပ်သား၃ရောက်ပြစ်ခတ်ခံရပြီးတေဆုံးခဲ့တယ်လို့တရက်ခရရင်အမှတ်၅တရင်ကထုတ်ပြန်လိုက်ပါတယ်။မနေ့ကနိုဝင်ဘာ18ရက်နေ့ကထုတ်ပြန်လိုက်တာဖြစ်ပြီး MA13 G အင်တခု MA13 G အတော့20 79 variant left AK delete 40မမပုံးချော်လုံးနဲ့လက်ကင်ဖုံးတစ်လုံးတို့ကိုတင်စီရရှိခဲ့တယ်လို့အမှငါတိုင်းရင်ရဲ့တာဝန်ရှိသူတဦးကရှင်းပြပါတယ်။နိုဝင်ဘာ16ရက်ညနေ4နာရီဝန်းကျင်မှာကိုပင်တာကရလံမြေနီလမ်းပိတ်တစ်ခုမှာတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီးစစ်ကြောထိုးတာမဟုတ်ဘဲပိုကြီးကိုလုံခြုံရေးယူပြီးအသွာလာလုတဲ့ပုံစံလို့ဆိုပါတယ်။ စစ်တရဲ့ကပါစရှိဟာလက်နက်ကြီးအစိတ်ပိန်းတွေကိုအတိကထားထုတ်လုပ်တဲ့စစ်ရုံဖြစ်ပြီးတိုက်ခိုက်ခံရပြည့်ရင်တော့စစ်တပ်ကနိစရာကြွေးရွာတွေကိုဝင်ရောက်မိရှုခဲ့တာတွေကြောင့်တေသခံတချို့ထွက်ပြေးနေရတယ်လို့တာဝန်ရှိသူတို့ကဆိုပါတယ်။လက်ရှိမှာစစ်ကောင်စီရွေးကောက်ပွဲကိုစတင်ပြီးသူတို့စီရေးလှုပ်ရှားတဲ့နေမြေတွေမှာတိုက်ခိုက်မှုအရှိန်မြင့်တင်မယ်လို့တော်လှန်ရေးအဖွဲ့တွေကကြေညာထားပါသေးတယ်။ ခုနားဆင်ခဲ့ရတာကတော့နော်ဆုံးရပြည်တွင်းသတင်းတွေပဲဖြစ်ပါတယ်ရှင်အခုဆက်လက်ပြီးနော်ဆုံးရနိုင်ငံတကာသတင်းတွေကို VNB ဝင်းတော်သားကိုဖုံးမောင်ကဆက်လက်တင်ဆက်ပေးပါမယ်ရှင်မနေ့ကတင်းလာနေမှာဥလားတမကလုံခြုံရေးကောင်စီမှာ American ပြည်ထောင်စုမှရေးဆွဲတင်ပြလိုက်တဲ့ဂါဇာငြိမ်းချမ်းရေးစီမံကိန်းကိုမဲခွဲဆုံးဖြတ်အတည်ပြုလိုက်ပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်ဒီဆုံးဖြတ်ချက်ဟာနိုင်ငံတကာတပ်ဖွဲ့တရဲ့ဆေးလွတ်ရေးနဲ့ အနာဂတ်ပါလက်စတိုင်းနိုင်ငံတော်ထူထောင်ရေးလမ်းကြောင်းတစ်ရပ်ပါဝင်နေသောကြောင့်အစ္စရေးနဲ့ဟာမတ်တို့ကြားနှစ်နှစ်ကြာစစ်ပွဲနောက်ပိုင်းအလွန်ရေးပါတဲ့ခြေလှမ်းတစ်ရပ်ဖြစ်လာခဲ့ပါတယ်။လုံခြုံရေးကောင်စီမှဘဲရီအတွက်73မဲဖြင့်ထောက်ခံတည်ပြုခဲ့ပြီးရုရှားနဲ့တရုတ်တို့ကကြားနေခဲ့ကြတော့လေဗီဒိုအာနာဖြင့်ပယ်ချခဲ့ခြင်းမရှိပါဘူး။ဤနိုင်ငံတကာတပ်ဖွဲ့ဟာဂါဇာကိုစစ်မဲ့ဇုံဖြစ်ပြောင်းလဲရန်လက်နက်ကင်ဖွဲ့စည်းများမှလက်နက်များ အပီးပိုင်တင်စီရန်နှင့် လူသားချင်းစာနာမှုကူညီလမ်းကြောင်းများလုံခြုံရေးအတွက်အစ္စရေးအီဂျစ်နဲ့ပူးပေါင်းဆောင်ရွက်ရမယ်ဖြစ်ပါတယ်။ဂါဇာရဲ့အကူပြောင်းကာလအောက်ချုပ်ရေးဖွဲ့ဖြစ်2029ခုနှစ်အထိဦးဆောင်မဲ့ Box of Peace ကိုဖွဲ့စည်းရန်ခွင့်ပြုထားပါတယ်။ဤဆုံးဖြတ်ချက်မှာ Hamas ဖွဲ့အားဂါဇာရဲ့အောက်ချုပ်ရေးအခန်းကဏ္ဍမှာဖယ်ထုတ်ထားပါတယ်။ဤဆုံးဖြတ်ချက်တွင် Palestine အာဏာပိုင်ဖွဲ့မှ ပြုပြင်ပြောင်းလဲမှုများပြုလုပ်ပြီးဂါဇာပြန်လည်တည်ထောင်ရေးလုပ်ငန်းစဉ်စတင်ပြီးစီးပါက ပါလက်စတိုင်းကိုပိုင်အုပ်ချုပ်ခွင့်နဲ့နိုင်ငံထူထောင်ရေးလမ်းကြောင်းပေါ်ပေါက်လာကြောင်းဖော်ပြထားတော်လဲအစ္စရေးနိုင်ငံကမူထိုဖြစ်နိုင်ခြေကိုပြင်းပြင်းထန်ထန်ကန့်ကွက်ထားစေဖြစ်ပါတယ်။အမေရိကန်သံမကြီးမိုက်ဘော့ကဤဆုံးဖြတ်ချက်ဟာဂါဇာကိုတာယာစီပြီးအစ္စရေးရဲ့လုံခြုံရေးကိုခွင့်ပြုမဲ့အရေးပါတဲ့ခြေလှမ်းဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဟာမတ်စ်အဖွဲ့ကမူဤဆုံးဖြတ်ချက်ဟာပါလက်စတိုင်းတို့ရဲ့နိုင်ငံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာအခွင့်အရေးများကို မဖြည့်ဆည်းနိုင်ကြောင်းတုံ့ပြန်ခဲ့ပါတယ်။ရုရှားနိုင်ငံကမူအဆိုပါအမေရိကန်တင်ပြတဲ့စီမံကိန်းဟာနိုင်ငံအဖြစ်ကိုလုံလောက်စွာမထောက်ခံခဲ့ကြောင်းဝေဖန်ခဲ့ပါတယ်။ယခုအခါအာရဗ်နဲ့မွတ်စလင်အများစုနိုင်ငံများဖြစ်သောကာတာ၊အီဂျစ်၊ UAE ၊ဆော်ဒီ၊တူရကီပါဝင်ရှစ်နိုင်ငံတို့ကအမေရိကန်ရဲ့အစီအစဉ်ကိုထောက်ခံကြောင်းပူးတွဲကြေညာချက်ထုတ်ပြန်ထားပါတယ်။ ရီယယ်မက်ဒရစ်အသင်းရဲ့ကျယ်ပွဲကစားသမားကီလီယန်အမ်ဘာပေနဲ့၎င်းရဲ့အသင်းဟောင်းပဲရစ်စတင်ဂျာမင်းတို့အသင်းကြားဝေကြီးအငင်းပွားမှုများယူရိုတန်းရပေါင်းများစွာတန်ဖိုးရှိသော တရားရုံးတိုက်ပွဲဖြစ်သူပောက်ကွဲလာကြောင်းသိရပါတယ်။ပြင်သစ်ဘောလုံးကျယ်ပွဲအမ်ဘာပေဟာ၎င်းရဲ့အသင်းဟောင်း PSG ကမှရောချင်းငွေယူရို260တန်းကျော်တောင်းဆိုထားပါတယ်။အမ်ဘာပေရဲ့ရှေ့နေများက၎င်းရဲ့တက်မှတ်ကာလစာချုပ်ကိုအမြဲတမ်းစာချုပ်အဖြစ် ပြန်လဲတတ်မှတ်တင်သည်ဟုညင်းဆို၏ထို့သို့ပြန်လဲတတ်မှတ်ပါကမတရားလှုပ်ဖြုတ်ခြင်းတို့ရောကြီးမရရှိသေးတဲ့လောက်ခလာစာများဘောနပ်များနဲ့တိကျထင်ရှားသောနိနာကြီးများရထိုက်ကြောင်းပြောကြခဲ့ပါသည်အမ်ပါပေဘက်မှစာချုပ်တက်တန်းတိုးမီမဟုတ်ကြောင်းအတိပေးပြီးတဲ့နောက်2023ခုနှစ်မှာပြည်ရဲ့ကြီးအသင်းဟာစီနီယာအသင်းကြီးနဲ့လေ့ကျင့်ခွင့်မှပဲထုတ်ခြင်းပါဝင်ကိုကျင့်တရားအရနှောက်ရက်ခံရခြင်းများကိုဆွဆွဲထားပါသည် PSG အတင်းကမူအမ်ဘာပေရဲ့ဆွဆွဲချက်များကိုပြပြတတညင်းဆိုထားက၎င်းတို့ဘက်မှနင်နာကြီးယူရို440တန်းကိုပြန်လည်တောင်းဆိုထားပါတယ်။အမ်ဘာပေဟာ2022ခုနှစ်ဇူလိုင်လမှ2023ခုနှစ်ဇွန်လအထိ7လနီးပါးကြာအောင်စာချုပ်တက်တမ်းမတူတော့တဲ့ဆုံးဖြတ်ချက်ကိုဖုံးကွယ်ထားခဲ့ပြီးအမ်ဘာပေအားအခမဲ့ပြောင်းရွှေ့ခွင့်ပေးခဲ့ခြင်းကြောင့်ဘန်နာရေးနှင့်အုံတိတ်ခိုင်ပိုင်းဆိုင်ရာ ကြီးမားသောထိခိုက်နစ်နာမှုများဖြစ်ပေါ်ခဲ့သည်ဟုမြင့်ဆိုထားပါသည်။ထို့ပြင်2023ခုနှစ်ဩဂုတ်လမှာအမ်ဘာဘီယာအသင်းသို့ပြန်လည်ထည့်သွင်းပေးရန်အတွက်အချို့သောဘောနပ်များကိုဆွတ်လွှတ်ရန်နှုတ်ကပတ်ပေးခဲ့သည်ကိုပြက်ကွက်ခဲ့ကြောင်း PSG ဘက်မှဆွဆွဲထားပါသည်။ဒီကိစ္စဟာဥရောပဘောလုံးလောကမှာကစားသမားနှင့်အသင်းတို့ကြားဖြစ်ပွားခဲ့မှုသမျှအမှုခင်းများနဲ့ငွေကြေးပမာဏအများဆုံးနှင့်အရှုပ်ထွေးဆုံးတရားရေးစစ်ပွဲတစ်ခုဖြစ်လာနိုင်ပါသည်။ ဘာရီအလုတ္တမတရားရုံမှာဒီဇင်ဘာလ16ရက်နေ့မှာ အမှုနဲ့ပတ်သက်၍အမိန့်ချမှတ်ရန်မျှော်လင့်ထားကြောင်းသိရပါတယ်။ထို့သောနှစ်ဖက်စလုံးမှာယူကန်ဝင်နိုင်သောကြောင့်အမှုမှာနှစ်ကာလကြာရှည်နိုင်ပွဲရှိပါတယ်။အခုနားဆင်ခဲ့ရတာကတော့ VNB ဝင်းတော်သားကိုဖုံးမော်တင်ဆက်ပေးခဲ့တဲ့နောက်ဆုံးရနိုင်ငံတကာသတင်းနဲ့အကစားသတင်းတွေပဲဖြစ်ပါတယ်ရှင်။ VNB TV စီစဉ်ကိုဒီမှာပဲရနာခွင့်ပြုပါရှင်။နောက်ရက်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။အပိတ်ခဲ့ကြတဲ့ပရိသတ်တျော့ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။အားလုံးပဲပေးရန်ကင်းကွာပြီးရှင်လန်းချမ်းမြေ့ကြပါစေရှင်။